ဖိုဒီဗီယိုကတော့ chapter 4တည်ဆက်ရင် plants and animals ရဲ့တိရစ္ဆာန်အပိုင်းတွေပါเนาะတိရစ္ဆာန်တွေဖြစ်တဲ့ကူးစက်တဲ့ယောဂါတွေထဲမှာဥပမာတစ်မျိုးဖြစ်တဲ့မလေးရီးယားကြောင့်ဆက်ပြီးရှင်းပြပြမှာဖြစ်ပါတယ်အရေးပိုင်းမှာတော့မလေးရီးယားနဲ့အဲရဲ့ transmission နည်းနည်းနဲ့သူရဲ့ feature of malaria အကြောင်း ရှင်းပြပေးခဲ့ပြီဖြစ်တယ်။အခုဒီ video မှာကတော့ဒီငှက်ဖျားပိုးဟာဟာငှက်ဖျားပိုးကဒီငှက်ဖျားပိုးဟာဟာဒီပေါ့ဘလို့ကုဆက်လဲပေါ့နော်။အဓိကအပြည့် လက်ရှိမှာပြောခဲ့ရတဲ့ချင်းရရင်တစ်စင်ကူးဆက်တယ်ချင်းရရင်တစ်စင်ဘယ်လိုကူးဆက်မလဲကိုကြောင်းဒီကရှင်းပြပြီးခေါ်ပါမယ်ပြီးနောက်ပိုင်းကျလို့ရှိရင်တော့ဒီချင်းရကနေကူးဆက်ပေါ်အစစ်စစ်နဲ့လူစီကူးဆက်သွားတဲ့အကြောင်းတော့လူတွေကဘယ်လိုခံနိုင်ရှိလာလဲဆိုတဲ့အကြောင်းနောက်ဒါကစီးဝါးရုံပါဘယ်လိုတက်ရောက်စေအကြောင်းရှင်းပြပါမယ်ခင်ဖီမေအနော်ဖလစ်မော့စကီတိုဖီမေဆိုတာကအမအနော်ဖလစ်ဆိုတာကချင်မျိုးစမော့စကီတို ဒီ female anopheles ချင်းအမတွေအားဆိုလို့ရှိရင် feed on စားတော့ကြပါတယ်တဲ့ human blood လူသားရဲ့သွေးကိုစားတော့ကြပါတယ်တဲ့လူသားရဲ့သွေးစားတော့ဟုတ်ပြီလူသားရဲ့သွေးကိုစုပ်တယ်ပေါ့နော်ဘာလို့လူသားရဲ့သွေးကိုစုပ်လဲဆိုရင် to obtain to ဆိုတာသူ့ရဲ့အကြောင်းရင်းပေါ့နော် to obtain ပြုလုပ်ရန်အတွက် obtain the protein protein ကိုရရအတွက်ဘလို protein မျိုးလဲဆိုရင် they need to develop their s အဲ့ protein ကို they need သူတို့ကလိုအပ်ပါတယ် to develop their s သူတို့ရဲ့ဥတွေကို အာဖို့မျိုးဖို့အတွက်သူတို့ရဲ့ဥတွေကိုအာပြုလုပ်ဖို့အတွက်လိုအပ်တဲ့ protein ကိုသူတို့ဘလို့ရယူရန်အတွက်လိုအပ်တဲ့ protein ကိုရယူရန်အတွက်အဲသူတို့အားဆိုလို့ရှိရင် they need to they need to develop their their x သူတို့ရဲ့ဥတွေကိုဖို့မျိုးဖို့အတွက်လိုအပ်တဲ့အဲဒီ protein ကိုတဲ့ရယူရန်အတွက်လူသားရဲ့အတွေ့ကိုသူကအဆုတ်ပါတယ်တဲ့ if the person if အကယ်၍ the person လူတယောက်ပါဆိုလို့ရှိရင် or if the person divide သူတို့ကိုက်လိုက်တဲ့လူတယောက်ဆိုရင်အကယ်မြောက်ပါနော် is infected with plasmodium plasmodium ကူးစက်တာခံထားမယ် plasmodium ဆိုတာဘာလဲဆိုရင်အရှင်းမှာဗာပြောထားပြတဲ့အတိုင်းမလေးရီးယားကိုဖြစ်စေရဲ့ပတ်တူရှင်ဖြစ်တယ်ဒါဆိုအငှက်ဖျားပိုးပေါ့နော်ငှက်ဖျားပိုးကူးစက်နေမယ်ဆိုလို့ရှိရင်ねဒေးဝယ်ထိသူတို့ကယူဆောင်သွားပါလိမ့်မယ် sand အချို့ of the pathogen ကမြေယောဂါပိုးရဲ့အချို့သောမျိုးပိစားကိုတည်ဆောင်သွားမယ် ဖယားနဲ့တူလဲ with the plan me သူတို့စုပ်လိုက်တဲ့သွေးအဲ့သွေးသူတို့အစာလုံးမဲ့သွေးတဲ့ကိုသွေးနဲ့အတူမှန်ပြောသူကသွေးကိုစုပ်လိုက်တဲ့အတွက်ကြောင့်သွေးနဲ့အတူဘာဘာပါသွားလဲဆိုလို့ရှိရင်အချို့တော့ပတ်တူချင်းခမိစီယောဂကိုရဲ့မျိုးရိုးဗီဇတွေကိုပါသူတို့ကပါပါဝင်သွားမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဘယ်လိုအခြေအနေလဲဆိုဥပမာဆိုလူတစ်ယောက်ကမှတ်ဖျားပိုးကူးစက်ခံရတယ်အဲ့လူ ကိုတို့ကကြိုက်လိုက်မယ်ဆိုလို့ရှိရင်တို့ကြိုက်လိုက်လို့ငါပြောဘူးပြဆက်ခံရမယ်ဆိုလို့ရှိရင်တို့ကလည်းသွေးနဲ့အတူတို့တောက်တဲ့သွေးနဲ့အတူဘာလို့တည်သွားမလဲဆိုရင်ဒီယောဂပိုးရဲ့အဲမျိုးဗီဇကိုပါတည်ဆောင်သွားပါတယ်တဲ့ဒါဆိုလို့ရှိရင်မတော်ဒါကသူကလူခဏကိုဟိုထဲမှာသူတွေးယူသွားတယ်ဒါပေမဲ့ဗာလဲအဲ့မှာတွေးယောဂပွဲမျိုးဗီဇာပါပါဝင်သွားတယ်ဗောနော်ဒီတဲ့ infertility stage infected ဆိုတာကကူးစက်အဲ infected ဆိုတာကသူက infected state ဆိုတာကူးစက်နိုင်သောအခြေအနေရတဲ့အာ passes လက်ဆင့်ကောင်ဝါ from um, the mosquito salivary glands အာ sorry ကြော်သွားတာကြော်သွားတာ sorry မဆိုရင်အဲ့မဆိုရင်သူက gametes တွေက ါတော့အဆက်ပြောပါမယ်အရှိမပြောခဲ့တဲ့အတိုင်း gametes တွေကသူခန္ဓာကိုယ်လေးကိုရောက်ရှိသွားမယ် mes အမ female gametes အအဖိုအဒီပေါ့နော်အဖို gametes နဲ့အမ gametes ဆိုရဲဥစ္စာအဲ့ဒီနှစ်ခုပေါင်းလို့ရှင်သွားပါ sexual reproduction ဖြစ်လာပါတော့နော်အဲ့အဲ့ gametes ညာဆိုရင် fuse ပေါင်းစည်းသွားမှာမယ်တဲ့ in the mosquito in the mosquito gut ဒီချင်ရဲ့ဥမှာပေါင်းစည်းသွားမှာပဲဆိုရင်မှန်ပြောရင် तू ကဘာကိုပြောတာလဲဆိုလို့ရှိရင် သူကတွေးဆုပ်လိုက်တယ်တွေးဆုပ်လိုက်တဲ့ခါမှာဆိုလို့ရှိရင်တွေးဆုပ်လိုက်တဲ့ခါမှာဆိုလို့ရှိရင်သူ့ရဲ့အစာအိမ်ထဲကိုရောက်သွားမယ်သူ့ရဲ့ဥရီထဲကိုရောက်သွားမယ်ပေါ့နော်အဲ့မှာမှဘာဒီရဲ့မှာသူရောက်သွားတဲ့ဂမစ်တွေရှိရဲ့ဂမစ်တွေဒီကဘာလို့မလဲဆိုရင်သူ့ရဲ့အဖို့ဆဲအဖို့ဂမီနဲ့အမားဂမီကပေါင်းစည်းသွားတာမျိုးဖြစ်မယ်တဲ့အဲ့လိုပေါင်းစည်းသွားပြီးတော့ဘာလို့မလဲဆိုရင် under block တိဆောက်ပါမယ်2 form ဖြစ်ပေါ်လာပြီးတော့ infertility ကူးစက်နိုင်တဲ့အခြေအနေဖြစ်ပေါ်လာဖို့အတွက်တဲ့ပြုလုပ်ပါမယ်တဲ့ကူးစက်နိုင်တဲ့အခြေအနေဆိုတာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အာဒီ plasmodium ဆိုတဲ့အကောင်တွေပေါ့နော်တရားပြင်အဲ့လို protist ဆိုတဲ့အကောင်တွေအပြင်တော့ကမှာလိုမျိုးဓာတ်ရိုက်ကြီးတက်ရှင်နိုင်တာမျိုးမရှိဘူးမရှိတဲ့အတွက်သူကဘာလို့လဲဆိုရင်ဆဲတခြားဆဲတွေအတွင်းမှာဝင်ရောက်ပြီးတော့ သူကအထဲမှာဝင်နေတယ်ဝင်နေပြီးတော့ဟိတ်ရှားဆဲရဲ့ protein နဲ့သူတို့ကသူတို့အပြင်ပါအကတန်နေရဲ့အကာကွယ်ထားရပေါ့နော်အဲ့လိုကာကွယ်ထားရအဲကြောင့်သူကဗာလဲဆိုရင်ဒီ plasmodium နေရာခြင်တဲ့ကိုရောက်သွားမယ်ရောက်သွားပြီးတော့အေးအဲ့လိုမျိုးအခြေအနေမျိုးသူကရအောင်ပြုတ်လို့တယ်ပြုတ်လို့ပြီးတော့အဲ့လိုမျိုးအခြေအနေဖြစ်သွားပြီဆိုလို့ရှိရင်အဲ့လိုမျိုးသူလှုပ်ထားတဲ့ဟာကတခြားလူတယောက်တခြားလူရဲ့သွေးတခြားသူရဲ့ခန္ဓာကိုယ်ရောက်သွားရင်လေသူကအဲ့မှာသူကပြန်ထွက်လာပြီးတော့တခြား ခန္ဓာကိုယ်သွင်းပိုင်းမှာသူအသက်ရှင်နိုင်တယ်။အဲ့ဒီလေကျတခြားအကောင့်တွေထပ်ကူးဆက်ပြီးပြန်ပွားတာမျိုးတွေသူလည်းလုပ်တာပေါ့နော်။အဲ့လိုမျိုးတဲ့ဒီ effector စိတ်ကူးဆက်နိုင်တဲ့အခြေအနေဆိုလို့ရှိရင်တဲ့အခြေအနေဆို push move ပြေးသွားမယ် into uh, to the mosquito salivary glands ပြောရွေးသွားမယ်ဆိုရင် mosquito salivary glands ခြေရဲ့အဲတတွေးဂလန်းတဲ့ကိုရွေးသွားပါမယ်တဲ့အဲ့ဒါညာဖာကိုပြောချင်တာလဲဆိုရင်ပေါ့နော် ဒီဒီခန္ဓာကိုယ်ထဲမှာဒီပေါ့ inverted state ကုစားနိုင်တဲ့အခြေအနေရောက်လာပြီးတော့ခန္ဓာကိုယ်ထဲမှာတဖြည်းဖြည်းနဲ့ပြန်လာတာပေါ့နော်ပြန်လာပြီးတော့နောက်တရွေးကလန်းစီမှာရောက်လာသူကတရွေးကလန်းကိုမရောက်ရင်တော့ဘာပြဿနာမှမရှိဘူးလို့အော်သူကပြောလာတော့မဟုတ်ဘူးနော်ဒီကတရွေးကလန်းကိုရောက်လာပြီးတော့ဘာဆက်ဖြစ်မလဲတရွေးကလန်းဘာဆက်လုပ်ပေးမလဲအကြောင်းဆက်ရှင်းပြပါမယ် point အခါမှာ demonstrate of physics again ဒီချင်းကနောက်ထပ်တစ်ချိန်စားတော့လိုက်တဲ့အခါမှာအဲ့ဒါဘာလို့လဲနောက်နေ့တွေးဆုပ်လိုက်တဲ့အခါမှာအမအင်ဂျင်အဲ့ဒါထိုးသွင်းပါတယ် အန်ဒီကိုအဂူလန် from is a very very class သူ့ရဲ့တွေးကလန်းကဒီတွေးကျဲစီရဲ့ပစ္စည်းဒီသူ့ရဲ့တွေးကလန်းမှာဘာရှိလဲဆိုရင်တွေးကျဲစီရဲ့ပစ္စည်းရှိတယ်အဲ့တွေးကျဲစီရဲ့ပစ္စည်းတွေးကျဲစီရဲ့ပစ္စည်းကဘာလို့ပြီးလဲဆိုရင် prevent တားဆီးပြီး black mean တွေးအသွေးအစာတွေးစာသူယူလိုက်တွေးစာကို from clothing တွေးခဲခြင်းမှာကာကွယ်ပေးမှန်ပြောရင်သူကဘာလဲတွေးရောသူကအပြင်ကိုယူလာလိုက်တယ်ပြူလင်ယူလာလိုက်တယ်လူသားရဲ့တွေးရပါလေအာတမန်တတ္တဝအာလူသားရဲ့တွေးရ ုခဏကောမှမြတ်မြတ်တတရှိရပါတော့ဒါပေမဲ့အပြင်ကိုယူလာလိုက်တဲ့အခါမှာအပြင်ပိုင်းထိသွားသွေးရခဲသွားနိုင်တယ်။သူကဒီလိုသွေးခဲသွားနိုင်တဲ့အတွက်ကြောင့်သူကဗာလဲသူခဏကိုရောက်ရင်သွေးကျဲသွားစေဖို့အတွက် anti organ anti coagulant ဆိုတဲ့သွေးကျဲပစ္စည်းကိုထည့်တယ်ထည့်ပြီးတော့ဗာဗာသူကသွေးကျဲအောင်လုပ်လိုက်လုပ်ပြီးတော့မှသူကဆုတ်လို့ရပါတော့အဲအဲ့လိုမျိုးအတွက်ကြောင့်သူကဗာလို့လဲဆိုရင် anti coagulant ဖယားရှိလဲဆိုရင်သူရဲ့တွေးကလမ်းမှာရှိတဲ့ anti coagulant ကိုထည့်လိုက်ဟဲ့ကောဘာလို့ပြလဲဆိုရင်အန်တီကိုရီကဘာလို့ပြလဲဆိုရင်သူရဲ့သွေးအစာကိုသွေးခဲခြင်းမှာတားဆီးပေးတယ် so that ထို့ကြောင့်ဒီ anticoagulant ဒီဒီ salivary glands ကရှိရဲ့ဒီသွေးကျဲစင်ရဲ့ပစ္စည်းအားဆိုရင် flows စီးဆင်းသွားမယ် out of the host ဒီလက်ခံကောင်ကနေတဲ့လက်ခံကောင်ကနေစီးဆင်းသွားမယ်ဘယ်လိုလဲဆိုရင် into the host အာ into the host တကယ်တော့ဒါနည်းနည်းလေးပြောင်းပြန်ဖြစ်နေအောင်နော်အမ်ရေးတဲ့အခါကျရင်အကယ်အခုပြောင်းသွားပြီဆိုလဲပြောင်းသွားတဲ့အတိုင်းရေးပေါ့နော်အခုတော့ဒါဒါပုံလေးဆောင်အဟောင်းဆိုတော့ပြလို့ပဲရှိချင်းရှိမယ် ခိုးဆိုတာကဒီလက်ခံကောင်လက်ခံကောင်ဆိုတာလူကိုပြောတာပေါ့နော်။ပြဒီမှာ mosquito out the mosquito ချင်းအနေထွက်သွားပြီးတော့အာ into the host ဒီပေါ့နော်ဒီလက်ခံကောင်ဖြစ်တဲ့ဒီကိုက်လိုက်မဲ့သူစီကိုရောက်သွားမယ်လို့ရ flow out ဆိုတာကသူ့စီကထွက်လာမယ်။ to ဆိုတာက into ဆိုတာသူ့စီကိုဝင်သွားမယ်ပေါ့နော်။ချင်းအနေထွက်လာဒီက host နေရာမှာဒီက mosquito ဖြစ်ရမှာ။အာချင်းအနေ mosquito ဖြစ်ရမှာ။ချင်းအနေထွက်လာမယ်ပြီးတော့ host ရဲနောက်ထပ်သူကိုက်လိုက်တဲ့လက်ခံကောင်နဲ့ဝင်သွားမယ်လို့ပြောချင်းဖြစ်ပါတယ်။ အဲ့မှာဘာဖြစ်သွားလဲဆို infantastic အဲ့ဒီ infantastic ဆိုကိုက်လိုက်တဲ့အတွက်ကြောင့်ပါလဲ။နောက် host ကိုရအောင် host ကိုလောက်ပြီးတော့ဒီကူးစက်နိုင်တဲ့ခြေဆို passes ဖြတ်အာ lesson ကံအောင်မယ်ဖြတ်သွားလို့တော့ from the mosquito salivary glands chin ရဲ့အပိုင်း chin ရဲ့ဒီသတွေးကလန်းနေပြစင်ဖယ်ထုတ်သွား into the human blood လူသားရဲ့သွေးစီရောက်အောင်မယ် together အပေရာနဲ့အတူရောက်အောင်မယ်ဆို with that anticoagulant in the saliva ဒီသတွေးထဲမှာရှိတဲ့သတွေးထဲမှာရှိသူထည့်လိုက်တဲ့ဒီ anticoagulant ဆိုသွေးကျဲစေတဲ့ သွေးကျဲစေတဲ့ပစ္စည်းနဲ့အတူတဲ့အဲသွေးကျဲတူကဲသားဖွဲ့သွေးကျဲစေပစ္စည်းနဲ့အတူ lose into the human blood လူသားတွေရဲ့သွေးတွေကို the most အဲဘယ်ရောက်အောင်လို့ဆို infected state infected state ဒီကူးစက်နိုင်တဲ့အခြေအနေကရောက်ရှိသွားပါလိမ့်မယ်တဲ့ the parasite ဒီလက်ခံလက်ခံကောင်ဆိုတာမဟုတ်ပါလေဒီကပ်ပါးကောင်ဆိုလို့ရှိရင်ကပ်ပါးကောင်ဆိုတာဒီ plasmodium ကောင်ပြောင်းနော် ကဘာမဆိုအန်ထဝင်ရောက်သွားမယ်သူကဟုတ်ပြီပလက်စမိုဒီယမ်နေရာနေရာ၃နေရာမှာသူကဗာလဲပြန်ပွားတယ်ကူးဆက်တယ်နေထိုင်တယ်ဆိုပြီးတော့ပြောရနေရာ၃နေရာရှိတယ် side of action of pathogen side of action of ဗောနော် pathogen ထင်ပါတယ်အဲ့ဒါဗာလဲဆိုရင်တစ် liver နှစ် blood red blood cell နောက်တစ်ခုသုံးပြည့် brain ဟုတ်ပြီသွေးထဲကိုအကောင်အချင်းအကိုက်လိုက်တယ်ဟုတ်ပါအချင်းအလူအသားခဏကိုကိုက်လိုက်အုံနောက်တန်းအောင်မလားမရောက်ဘူးလေသွေးထဲကိုရောက်အသေးဥစီကိုတန်းအောင်မလားမရောက်ဘူးလေဖယ်ဖို့ပဲအရင်ရောက်မလဲ အဲတွေးတဲ့ဝင်ရောက်အဲ့ကြွက်ကြောက်သွားပါလေဒီ parasite ကပ်ပါပါဆိုဖယ်ဝင်သွားမယ်အန်တာဝင်ရောက် breathless ဆဲတွေးနေဝင်ဆဲတဲ့ဝင်ရောက်ပြီးတော့အဲ့နေရာမှာဖာလို့မလဲဟွဲစီ multiply သူတို့ရဲ့ပွားများရာတွေးနေဝင်ဆဲဆိုပါလေသူတို့ရဲ့ side action ဖြစ်တဲ့ပွားများရာနေရာဖြစ်ပါတယ်အဲ့တွေးနေဝင်ဆဲခဏပြောလို့အဲ effortless နေမှာဆိုသူပါလို့လေတွေးနေဝင်ဆဲရောက်အဲ့မှာပွားပွားပြီးနောက်ထပ်တွေးနေဝင်ဆဲတခုအဲ့လိုမျိုးသွားတာဖြစ်ပါလေနော် female anopheles mosquito အဲ့အတွက်ကြောင့်ပေါ့နော်ခဏတော့ပြောခဲ့တဲ့အတွက်ကြောင့်ချင်းအားအဲ့လိုမျိုးတရားနည်းတရားအကူဆက်စေတဲ့သူဒီမှာသူက ကိုက်အယောဂဖြစ်နေသူကိုက်ကိုက်ပြောသူ့ထဲမှာယောဂဖြစ်စေအချင်းညုံဖန်တီသူများစီကိုပြန်ပြောအကိုက်တဲ့အတွက်ကြောင့်အကောင့်နဲ့သူကယော effectiveness တွေကသူ့စီရောက်ပြီးယောဂဖြစ်အဲ့လိုမျိုးအတွက်ကြောင့်တဲ့ဒီ female အမ anopheles mosquito ဒီအမချင်းမ anopheles ချင်းမဆိုရင် is therefore ထို့အတွက်ကြောင့်တဲ့ avatar of malaria အငှက်ဖျားရဲ့အငှက်ဖျားကို vector ဆိုရဲတဲ့ဆောင်သူဖြစ်ပါဗျာဆိုတော့တဲ့ဆောင်သူဖြစ်ပါတယ်တဲ့ is transmit အကောင်ကဒီပါပါလေဒါပါလေ female anopheles mosquito ပြောပါမယ်နော်အဲ့ကောင်ကဘာလဲဆို transmit တဲဆောင်ပါတယ်တဲ့ဒါတစိယောဂါဦးတဲ့ယောဂါတဲဆောင်ပဲချင်းမှာတဲဆောင်လဲဆိုလို့ရှိရင်ဘယ်လိုတဲဆောင်သွားလဲဆိုရင်ဖွင့်အခါမှာ infectious သူကဒါဖြတ် lesson gain မြေပဲ infectious ကြီးကူးစက်နိုင်တဲ့အခြေအနေကိုဖယ်ဟိုလဲဆိုရင် an infected pass မကူးစက်သေးတဲ့သူကိုကူးစက်နိုင်တဲ့အခြေအနေကိုပို့လိုက်တဲ့အခါမှာယောဂါကိုတဲဆောင်ပေးသွားတယ်ဟုတ်ပြီသူကယောဂါတဲဆောင်နေရဘယ်လိုလဲဘယ်လိုလဲဘယ်လိုအခါမှာယောဂါတဲဆောင်သွားလဲ တဲ့ဆောင်တဲ့ပုံစံကဘယ်လိုမျိုးလဲဆိုရင်ယောဂကုသနေအပိုင်းကိုယောဂကုသနေအခြေအနေကိုမကုသတဲ့သူတွေစီကိုလက်ဆင့်ခံသွားပြီးအဲ့ဒါနဲ့ယောဂကူးသွားတယ်အဲသူရဲ့အဲဒီခြင်ရဲ့ပေါ့နော်ခြင်ဒီ anaphylaxis ခြင်မရဲ့ malaria ကိုကုသစေဖို့ malaria ယောဂကိုအာတဲ့ဆောင်သွားရဲ့ပုံဖြစ်ပါတယ် malaria ဒီငှက်ဖျားဆိုလို့ရှိရင်ပေါ့နော်ဒီဘိုင်းမှာပြီးသွားပြီဆီမီဘိုင်းပြီးသွားပြီ malaria ကိုအာပြီးသွားရင်တော့ဟုတ် sorry sorry နောက်ထပ်တဲ့ဆောင်ပြီးသွားရင်ဒီတမျိုးလည်းရှိရင်ခြင်မမဟုတ်တခြားအနည်းနဲ့လည်း မယ်လာရီးယားငှက်ဖျားရောဂါကူးစက်နိုင်တယ်ရှိရဲ့အဲ့ဒါဘာနည်းလဲဆိုရင်ဘယ်လိုသေဆောင်လဲမယ်လာရီးယားဒီငှက်ဖျားဆိုလို့ရှိရင်မယ်လာရီးယားမယ်လာရီးယားဒီငှက်ဖျားဆိုရင် may also be increase amyloid transmitter သူကအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်ဒီ transmitter ကူးပြောင်းသွားနိုင်ပါသေးတယ်တဲ့ဘယ်လိုမျိုးဆိုဂျူးရင်ဇင်တွင်အာ blood transmission ဒီသွေးသွင်းတဲ့အချိန်သွေးသွင်းတဲ့အချိန်မှာလဲကူးစက်နိုင်အဓိကပါသွေးကနေတဆင့်ရောဂါပေါ်ပါလာရင်သွေးသွင်းတဲ့အခါမှာလဲကူးစက်နိုင်တဲ့အတိတ်ချက်နောက်ပိုင်း esterilize needles are used ဒီတစ်ခါသုံးမဟုတ်တဲ့အက်တွေကို ပြန်ပြန်သုံးတာအဲ့ဒါဘာလို့ပြောရလဲဆိုလို့ရှိရင်လူတယောက်ကိုဒီမှာဆိုရင်ဆေးထိုးလိုက်ဆေးထိုးလိုက်ရင်ဗာလဲဆိုရင သွေးတွေတခြားဟာကြီးကပ်ပါလာနေအဲ့ဒါမှာပလတ်စမိုဒီယမ်ပါလာတယ်။အမအဲ့လိုကပါလေ။ငါပြာယောဂါဖြစ်ဆိုရင်အဲ့ဒီကိုပါပါလေဆိုပလတ်စမိုဒီယမ်ပါလာ။အဲ့ဒါကိုပဲတခြားလူတယောက်ကိုအဲ့ဒီဆေးရိုးအောက်ပဲတုံးပြီးတော့ပြန်ပြီးထိုးမယ်ဆိုရင်အဲ့လိုကပါဖြစ်ကုန်တယ်ဆိုရင်နောက်ထပ်မကူးဆက်သေးတဲ့သူကယောဂါကူးဆက်တာဖြစ်စေတဲ့။အဲဒါကြောင့်ဒီ answer line ဆိုတော့တစ်ခါတော့အဲ့ဒီကိုတစ်ခါတည်းနဲ့အသုံးပြတာပေါ့နော်။အသုံးပြခြင်းအကွာပလတ်စမိုဒီယမ်ဆိုတော့အာစီ ဂျောကပိုးက can also ဖြတ်နိုင်တဲ့ pass across ဖြတ်နိုင်ရဲ့ player presenter ဒီအချင်းကိုဖြတ်ပြီးရောတဲ့ from mother to fetus အမိခင်ကနေအချင်းကိုလည်းဖြတ်လာနိုင်ပါပဲအချင်းကိုဖြတ်ပြီးရောမိခင်ကနေသားသမီးကိုလည်းကူးစက်နိုင်ပါတယ်အဲ့ဒါဘာလဲဆိုရင်မိခင်ကရှိရဲ့သွေးတွေကအပါတခြားအစာတွေကဗါလဲဒေဒေသားနဲ့ဆက်ဆက်နေမိခင်မှာဒီ plasmodium ကပြန်ပြီးခန္ဓာကိုယ်ဖြတ်လိုက်တဲ့အခါမှာဗါလဲခန္ဓာကိုယ်ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်တဲ့ဒေဒေသားကလည်းရောဂါကူးစက်လာနိုင်တယ် plasmodium က ဒီ plus ဆိုတာအချင်းကိုဖြတ်ပြီးတော့မိခင်ကနေတရေသားစီကိုကူးစက်သွားနိုင်ပါလေတဲ့ဒီ plus နော်ဒီဘိုင်းမှာ plasmodium ဆိုတဲ့အမျိုးကဘာလို့လဲဆိုတဲ့အကြောင်းသရှင်းပြဆိုခန္ဓာကိုယ်ရောင် plasmodium ဆိုတဲ့အမျိုးကဘာလို့လဲပြီးရင်တော့လူတွေကဘယ်လိုမျိုးခန္ဓာရရှိလာပြီးတော့အဲခန္ဓာရရှိလာလဲဆိုတဲ့အကြောင်းရှင်းပြအောင်နော်ပထမချက်ကတော့ plasmodium ဒီ plasmodium ဆိုတဲ့ယောဂါပူက multiply multiply များပြားလာပါတယ်တဲ့ input host အလက်ခံကောင်နှစ်ခုစလုံးမှာများပြားအဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှင်ကူးဆက်သွားတဲ့သူစီမှာဒီ plus modian ဆိုတဲ့အကောင်ကဘဲကောင်ပဲကူးဆက်ဆက်ချင်းဘဲကူးဆက်ဆက်လူဘဲကူးဆက်ဆက်သူကသူ့ရဲ့ယောဂါပိုဖြန့်နေပေါ့နော်အဲ့လိုအသေးပဲရတယ် the human အဲ့ဒီ bo host ဆိုတာဘာလဲဆိုရင်ဟျူမန်လူသားရည်လည်းပါရင်တော့တခုပါလဲ ကြိုက်မဲ့ချင်းကလည်းပါပါတယ်အဲ့ဒီမှာကြိုက်မဲ့ချင်းမှာရောကိုကြိုက်ခံလိုက်ရတဲ့ပလက်စမိုရီယံကူးဆက်သွားတဲ့ငှပြပိုးကူးဆက်သွားတဲ့သူတွေမှာဘာဖြစ်လဲဆိုရင်ပလက်စမိုရီယံသူ့ကိုယ်သူပွားပါတယ်အဲ့ဒီ stage အခြေအနေတစ်ခုချင်းစီတိုင်းမှာဆိုရင် there is ရှိပါတယ် a huge increase အလွန်ကြီးမားများတိုးတက်တဲ့ in the number of parasites parasite အရေအတွက်တွေဖြစ်လာနိုင်ပါတယ်တဲ့အဲ့ဒါဘာလို့ပြောရလဲဆိုရင်အချိန်နဲ့အချိန်တစ်ခုခုမှာအာမဟုတ်ပြောမြန်ကြလိုက်မြန်မယ်နှိမ့်ကြလိုက်နှိမ့်မယ်ပေါ့နော် ဲ့လိုအခြေအနေတစ်ခုမှာဒီ plasmodium တွေကသူတို့ကိုသူတို့ပွားများမယ်ပွားများလာတာမျိုးအလွန်ပွားများလာမျိုးဖြစ်လေအဲ့လိုအလွန်ပွားများလာခြင်းက is this improve ဖြစ်စေပါတယ်တိုးတက်စေတဲ့ချမ်းချမ်းသော infecting another mosquito အခြားသောခြင်ကောင်ဒါမှမဟုတ် human host လူသားတွေကိုကူးစက်သွားတယ်မျိုးဖြစ်နိုင်ပါတယ်ကူးစက်နိုင်ခြင်းများလာတာပါတယ်အဲ့ဒါဘာဖြစ်လဲဆိုလူတစ်ယောက်ကသူခန္ဓာကိုယ်ထဲမှာ plasmodium တစ်ကောင်ပဲရှိပါတယ်ဆိုပါဆို သူကတခြားလူတယောက်တွေ့တွေ့လိုက်အဲ့လိုငှက်ဖြားလိုက်ပြီးဖြစ်ချင်မှဖြစ်အကဲမဟုတ်ဘူးသူခန္ဓာကိုယ်ထဲမှာပလက်စမိုဒီယမ်တွေကဖြန့်နှံ့လို့အရန်များနေပြီတခြားလူကိုအဲ့တွေ့တွေ့မိလာတေချာတဲ့အဲ့လိုငှက်ဖြားဖို့ဖြစ်ပြီအဲ့လိုပဲချင်းမာရောပဲပလက်စမိုဒီယမ်နည်းနည်းလေးရှိတယ်တခြားလူကိုငှက်ဖြားဖြစ်နိုင်တာမဖြစ်နိုင်သေးပေမဲ့ပလက်စမိုဒီယမ်အရန်များလာနေလေငှက်ဖြားဖြစ်နိုင်ချေပို့ပြီးတော့အဲ့သူကိုက်လိုက်တဲ့အခါငှက်ဖြားဖြစ်နိုင်ချေပို့ပြီးတော့များလာအဲ့ကြောင့်ပါလေသူ့စီမှာပလက်စမိုဒီယမ်ဆိုတဲ့အမျိုးက အဲဒီလက်ခံကောင်းနေစီရောက်သွားပြီးတော့အဲ့လိုအလွန်ပွားများတဲ့အတွက်ကြောင့်တခြားလူကိုကူးဆက်သွားနိုင်ရှင်မြင့်တက်လာစီပါတယ်အဲ့လိုပဲလူတွေကလည်းကူးဆက်ခံရပြီးတော့နောက်ပိုင်းဖြစ်လာဆို if the people လူတွေက continuously အဲဆက်တာ reinfected ထက်ထက်လေးလေးကူးဆက်ခံရမယ်ဆိုဟုတ်ပြီလူတယောက်ကအဲ့လိုက်ရောကထက်လေးကူးဆက်ခံရမယ် by different strains of malaria different strain of malaria အာငှက်ဖျားရဲ့မတူတဲ့ strain ဆိုတာပါလေမတူတဲ့မျိုးကွဲတွေမျိုးကွဲတွေကူးစက်ခံရမယ်ဆိုရင်တို့ကဘာဖြစ်မလဲ they become immune သူတွေခံနိုင်ရင်ရှိလာမယ်တဲ့ဟုတ်ပြီယောဂတစ်မျိုးတွေကူးစက်တယ်ခံရတယ် ရှင်းတန်သွားတယ်နောက်တဲ့ယောဂဗါလဲဒီ plasmodium ၄မျိုးလုံးပုံကူးဆက်တယ်တခုပြီးတခုကူးဆက်ပြောသွားခန္ဓာရရှိသွားခဲ့ဆိုရင်သူကဗါလဲအင်မြူခန္ဓာရရှိလာ however သို့တော်ညာလေတဲ့ဒါပေမဲ့သို့တော်ရှိသေးတယ်လိုအပ်တယ်ဗါလဲ this only happen အဲ့ဒါကအဲ့လို immune ဆိုတဲ့ system ကခန္ဓာရရှိသွားခြင်းမျိုးကဖယ်ချိန်မျိုးမှာပဲဖြစ်လဲဆိုရင် it only happen အဲ့ဒါဖြစ်ပါ if they survive the first 5 years of life if they survive သူကအကယ်ရှင်းတန်ခဲ့မယ် the first 5 year of life မွေးကင်းစားကနေအသက်၅နှစ်အရွယ်အတွင်းမှာ ရှင်တန်ခဲ့မှသူကအဲ့မလေးရီးယားဖို့ခံနိုင်ရရှိပါမယ်။အသက်ကြီးမှအဲ့ရောဂါတွေတမျိုးတမျိုးခံစားရအောင်ဆိုရင်ခံနိုင်ရရှိလည်းမရှိဘူး။မဟုတ်အဲနဲ့အသက်၅နှစ်အတွင်းအသက်မွေးစားနေ၅နှစ်အတွင်းမှာမလေးရီးယားကူးစက်မယ်။ကူးစက်တာအောင်မှခံနိုင်ရရှိတယ်ဆိုရင်တော့သူမှသူကအဲ့သူခံတာကမှဒီဒီငှက်ဖျားဖို့ကိုခံနိုင်ရရှိတဲ့အဲခံနိုင်ရရှိသွားပြီပေါ့နော်။ဒါပဲမဲတဲ့ဒီအသက်၅နှစ်မွေးစားအသက်၅နှစ်ဆိုတော့ Quan mortality from malaria is high ဘလို့အချိန်ခါမျိုးလဲဆိုရင် မလယ်ရီးယားကြောင့် mortality တိဆုံနှုံးတအားမြင့်တဲ့ is very high အတားမြင့်တဲ့အခါမျိုးဖြစ်ပါဒါဆိုပြောရင်မလယ်ရီးယားကြောင့်ဒီငှက်ဖျားကြောင့်တိဆုံနှုံးတအားမြင့်တဲ့မွေးစားကနေအသက်9နှစ်အရွယ်မှာသာဒီငှက်ဖျားပိုးကနေအသက်ရှင်ခဲ့မယ်ဆိုရင်အသက်ရှင်ခဲ့မယ်ပြောငှက်ဖျားမျိုးစုံလည်းဖြစ်သွားမယ်ဆိုမှမှသူကခံနိုင်ရှိမှာဖြစ်ပါတယ်ဒါဆိုတော်တော်လေးကိုခက်ခဲတဲ့အခြေအနေပေါ့နော်ငယ်စဉ်ရွယ်မှာငှက်ဖျားကြောင့်မသေးပဲပြန်ရှင်လာမှဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ် ဒါမဲ့ကြံသေးရဲ့ဒီ immune တဲ့ဒီခံနိုင်စွမ်းရှိရာဆိုလို့ရှိရင် only less ကြာရှည်ခံပါတယ် SRSP ပဲလူတွေကအဲ့လူတွေကဒီ immune system ရပါလေ I in contact with the disease ယောဂနဲ့အမြဲထိတွေ့နေမှာခံနိုင်ရင်ရှိပါသေးတယ်နော်ဒါဆိုကြာယောဂဖြစ်တဲ့တရားမှာနေယောဂအမြဲဖြစ်အမွေးတော့လည်းဖြစ်လို့မသေးလို့ကံကောင်းလို့မသေးတော့မွေးအဲ့နေရာမှာလည်းယောဂအမြဲဖြစ်အဲ့ဒါမှသူက immune system အဲဆက်ရှိနေမှာဘူးသူခဏက immune system ဆက်ရှိနေ မဟုတ်ရင်တော့သူ immune system ပျောက်သွားမယ်ပေါ့နော်ငိုတိုင်းပြန်ဖြစ်သွားနိုင်တယ်တဲ့ This explain ဒီအကြောင်းချက်သူတို့ရှင်းပြ Why epidemic in places epidemic in places ဆိုတာဘာလဲဆိုလို့ရှိရင်တနည်းတနည်းမှာ epidemic ဖြစ်လို့ဆို Malaria is not endemic in ကဲဘောက်အေးကောင်းတယ် endemic မဖြစ်တဲ့နေရာတဲ့ malaria ငှက်ဖျားဖို့ endemic မဖြစ်တဲ့နေရာဆိုတော့ဘာပြောလဲငှက်ဖျားဖို့ဖြစ်လိဖြစ်တာမရှိဘူးအာအချိန်ခါတစ်ခုအချိန်နေတစ်ခုကြောင့် အယောဂဖြစ်တဲ့နေရာပေါ့နော်ယောဂတအားဖြစ်လာတဲ့နေရာပေါ့အဲ့ဒါကို epidemic လို့ခေါ်ပြောယောဂအဲပုံလင်းပုံမှန်ဖြစ်လိဖြစ်လာရှိတဲ့နေရာအမြဲဖြစ်နေရာကိုကျတော့ endemic လို့ခေါ်တယ်ပုံပဲနဲ့ endemic မဟုတ်တဲ့နေရာယောဂဖြစ်လိဖြစ်တာမရှိဘဲနဲ့ယောဂထပ်ဖြစ်တဲ့နေရာမျိုးမှာဆိုရင်တဲ့ very serious အရန်ကိုမှယောဂပြင်းထန်နိုင်ပါတယ် why ဘယ်ကြောင့်ဆိုတော့ malaria is more dangerous in those area တဲ့ဒီငှက်ဖျားကအဲ့လိုနေရာမျိုးတွေမှာပိုပြီးအန္တရာယ်များတယ်ဘယ်လိုနေရာမျိုးတွေ where it only occurs သူကဘဲချင်းဒီငှက်ဖျားကဘဲချင်းမှာဖြစ်လဲဆိုရင် June after June after the rainy season ဟာချင်းပေါ့အဓိကပါလေချင်းပောက်ဖွားလို့များလို့ချင်းကိုက်တို့ငှက်ဖျားရုတ်တရက်လူတွေစဖြစ်တယ်ဗမိုးရည်မှာမှဖြစ်တယ်အဲတခြားအချိန်တွေမှာလူတွေကအဖြစ်လေးဖြစ်တာမရှိဘူးမိုးရည်ကြာမှယောဂတိုးလာတယ်ယောဂကြီးပိုဖြစ်လာတယ်အဲအဖြစ်လေးဖြစ်တာမရှိဘဲနဲ့ယောဂဖြစ်လာတဲ့မိုးရည်မှာမှဖြစ်တဲ့ဒီငှက်ဖျား ဖြစ်တဲ့နေရာမျိုးမှာဆိုရင်တဲ့မှတ်ဖျားကပိုပြီးပြင်းထန်နိုင်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကအာဒီ season နဲ့ပေါ့နော်ဒီမှာဆိုလည်းသူပြထားတယ် season နဲ့ဖြစ်တာဘာဒီမှာဆိုသူ season နဲ့ season နဲ့ရာသီဥတုတစ်ခုခုခြင်းနေခြင်းနေများတာလို့ပဲဖြစ်အရင်ကမဖြစ်ဘူးပဲမဲ့အခုမှထားဖြစ်လို့ရှိရင်သူကအဲ့ကလူတွေကဘာလဲဆိုခံနိုင်ရင်မရှိကြဘူးခံနိုင်မရှိတဲ့အတွက်ကြောင့်သူယောဂခံစားမှုဆိုအရင်ကပြင်းထန်မှာဟုတ်ပြီမိုးရကြီးဆိုတာလူတိုင်းသိကြအထွေထွေဘုဒ္ဓပါလေဘယ်ဆိုလူတိုင်းသိကြတဲ့အတိုင်းပဲ အာစိုက်ပျိုးရေးကာလအဲ့ဒီကြောင့်ငှက်ဖျားဖြစ်တဲ့အချိန်နဲ့စိုက်ပျိုးရေးနေတာတိုက်ဆိုင်နေတတ်တယ်ပေါ့နော် this often အဲ့လိုငှက်ဖျားဖြစ်တာကတဲ့ often မကြာခဏဆို concise တိုက်ဆိုင်နေတဲ့ with the time of maximum agricultural activity ဘယ်လိုအချိန်လဲ with the time အချိန် maximum agricultural activity အများအပြား agricultural activity စိုက်ပျိုးရေးအဲလုပ်တဲ့အချိန်မှာတိုက်ဆိုင်နေတတ်တယ်ဆိုတာဗာလေမိုးရတဲ့အချိန်မှာလူရစိုက်ပျိုးရေးတို့ကြောင့် steam ငှက်ဖျားဖြစ်တဲ့အချိန်နဲ့စိုက်ပျိုးရေးနဲ့တိုက်ဆိုင်နေတယ်ဆိုထို့ကြောင့်တဲ့ yoga it disease ကျောကဆိုရင် has a disastrous effect on economy ရဲ့ပြည်ပကံတော့ cultivate the land when they are sick ဒီ asset နဲ့ဆက်ရတာကြာတော့ဘာနဲ့တူလဲဆို because နဲ့သူကတူတယ်ပေါ့နော် because နဲ့တူတယ်ဒါပေမဲ့သူ because ဆိုမျိုးကြီး asset နဲ့ဆက်နေရေးလိုက်တယ်ရေးစာနဲ့သူနဲ့ပတ်သက်တယ်ပေါင်နေဆိုရဲကြောင်ပြတာပေါ့နော်ပြည်ပလူတွေ cannot cultivate မထွန်ရနိုင်တော့ဘူးဘယ် land ညင်မထွန်ရအောင်မထွန်ရနိုင်တော့မစိုက်ပြုံးနိုင်ဘူး point ကြီးကစသူတို့နေမကောင်းဖြစ်မြေရကိုထွန်ရဆိုက်ပြုံးနိုင်ခြင်းမရှိဘူး အဲ့အတွက်ကြောင့်ဗာလဲယောဂါကဒစီယောဂါဆို disaster effect ပြင်းထန်တဲ့တက်ရောက်မှုဟောတဲ့ economy စီးပွားရေးပေါ်ပြင်းထန်တဲ့တက်ရောက်မှုဖြစ်လာပါလေ။ဒီမှာစိုက်ပျိုးရေးမလုံနိုင်တဲ့အတွက်ကြောင့်ဗာလဲတီးနံမစိုက်ပျိုးနိုင်အချိန်နဲ့ခါနဲ့တီးနံဆိုအချိန်နဲ့ခါနဲ့မိုးရွာတွေစိုက်ရတာ။အဲအချိန်နဲ့ခါနဲ့မစိုက်နိုင်တော့တီးနံနေမစိုက်ပျိုးနိုင်ဘူး။တီးနံထွက်လုံးကြာအဲ့ဒီမှာစီးပွားရေးတက်ထုံကြာရတော့စီးပွားရေးဟိုထိခိုက်တယ်ဈေးနှုန်းတွေကြီးလာပြီးစီးပွားရေးထိခိုက်တာမျိုးဖြစ်လာတယ်ခဲ့တဲ့။ဒါကြောင့်ယောဂါကစီးပွားရေးကိုအဲ့လိုမျိုးနည်းနဲ့ထိခိုက်သွားဆိုခဲ့တယ်။အဲအခုကတော့ သုံးချိန်မြောက်ဖြစ်သွားတာဗောနော video နဲ့ video fade ဒါနဲ့ဆိုရင်အာ video fade ဒါဆိုသုံးချိန်မြောက်လုပ်လိုက်ရပြီတယ် video နဲ့ပတ်သက်ပြီးတော့ machine လင်းလာရှိရင် comment မှာမထားပေးခဲ့လို့ရတယ်ပြီးတော့အကယ်၍များဟာဗောနော်စာမနဲ့ပတ်သက်ပြီးမသိရရှိရပြီဖြစ်စာဘလော့မသိရရှိရပြီအကြောင်းအရာမျိုးစုံ comment မှာ message ပေးလို့ရတယ်အတက်မှာပါတယ် message ပေးလို့ရပါတယ်အပြော revision ဒီအောင်ပြန်ဖတ်ပြီးတစ်ခေါက်ပြန်ဖတ်ပြီးခွဲချက်ပြီးတော့တစ်ခေါက်ရေးပြအောင်ရေးနိုင်အောင်ကြိုးစားပါအမြဲရေးပြအောင်ကြိုးစားပါ revision ပြန်ပါ revision လည်းပြန်နိုင်ကြပါစေပြီးတော့ ဟောဆက်စတဒီတမားကြီးပါနိုင်တဲ့အတွက်ကြောင့်မိခွန်ဟောင်းကိုထက်တလဲလဲလေ့ကျင့်မှာအဲ့ဒါမှာဆမ်မွဲမှာမကြောက်မလန့်ပါပါတချို့ဆိုရင်မိခွန်ဟောင်းလေ့ကျင့်မှုအားနေတဲ့အတွက်ကြောင့်အာဆမ်မွဲမှာကိုစာရပင်ပဲလက်ကမသွားတာမျိုးဖြစ်တဲ့တယ်မိခွန်ဟောင်းဆိုတာရွေးတာမဟုတ်ပါဘူးဒါတော့မိခွန်အားလုံးကိုမိခွန်အားလုံးမိခွန်ဟောင်းကိုကြည့်တာကောင်းတယ်ကိုကစာအားလုံးရရဲဆိုရင်ဒါကြောင့်ပေါ့ခွဲအခန်းကြီးနဲ့ခွဲထုတ်ထားတဲ့မိခွန်ဟောင်းကြီးကြည့်ရတဲ့ကောင်းတယ်ဘာဖြစ်ဆိုမိခွန်ဟောင်းကိုပုံလိုက်စာပြန်ရိုက်လိုက်ပုံနှိမ့်စာကိုထွက်လာလိမ့်။အဲဆိုတော့လောက်နားရပါပြီနော်မိခွန်ဟောင်းကရွေးတာမဟုတ်ဘူးမိခွန်ဟောင်းကပြန်ရိုက်လိုက် ဖုန်းလေးစာကိုထွက်လာလိမ့်မယ်။နော်အဲ့ဒါကြောင့်မိခွန်းကဗာလဲတကယ်ရေးတဲ့အခါကျရင်လက်မတုံနေအောင်မိခွန်းမြင်တာနဲ့ဖားဖားသဘောတရားကိုနားလည်ပြီးတော့စာမမွဲအတွက်ဖြေနိုင်အောင်လေ့ကျင့်ကြည့်ဖြစ်ပါရဲ့။ဒါကြောင့်အားပေးပါရနော်အားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ